မကွယ်လွန်သိမဲ့ကွယ်လွန်ဆုံးပါတော့ရတဲ့အလားမဲ့ဆီလီမီအကြောင်းပြောလာတဲ့အကူဖြစ်သူပရိသတ်များလုံးမမင်္ဂလာပါရှင့်ဘာမီစနာကနေပြန်လေးကြိုဆိုလိုက်ပါတယ်မန္တလေးမြို့က Sky Villa ကွန်တိုကြီးပြိုချပြစီမှုမှာမကွယ်လွန်သိမဲ့ကွယ်လွန်ခဲ့ရတဲ့အကြောင်းကိုပြောလာသူကတော့အလားမဲ့ဆီလီမီရဲ့အကူဖြစ်သူဖြစ်ပါတယ်အလားမဲ့ဆီလီမီဆိုတာကမန္တလေးမြို့က Sky Villa ကွန်တိုကြီးပြိုချပြစီမှုမှာပါဝင်ပြီးတော့အသက်ဆုံးရှုံးသွားခဲ့ရတာဖြစ်ပါတယ် အလားမဲ့စီလီမီဆိုတာကတော့လီဆူတိုင်းရင်သူလေးဖြစ်ပြီးစစ်စရာကောင်းပြီးကြော်ရှင်းတဲ့အလားတရားကိုပိုင်ဆိုင်ထားတဲ့အလားမဲ့တူဖြစ်ပါတယ်။အလားမဲ့စီလီမီဆိုတာက Miss Tourism World အလားမဲ့ပြန်ပွဲမှာ First Runner အဆုကိုရရှိထားတဲ့ထိတ်တန့်အလားမဲ့တူဖြစ်ပါတယ်။အခုလိုမျိုးအရေးချင်းရှိအလမဲတယောက်ဆုံးရှုံးသွားရတာကြောင့်လေအလုံးကစိတ်မကောင်းဖြစ်ကြရတာဖြစ်ပါတယ်အထူးသဖြင့်တော့မြန်မာအလမဲအတိုင်းဝိုင်းတစ်ခုလုံးကစိတ်မကောင်းဖြစ်ကြရတာဖြစ်ပါတယ် အခုအခါမှာတော့အလာမဲဆီလီမီရဲ့အကိုဖြစ်သူက Sky Villa ကွန်ဒိုငလင်ဘေးဒဏ်ကြောင့်မပြိုကျတဲ့မဲ့ပြိုကျသွားခဲ့ရတဲ့အခြေအနေကိုရင်ဖွင့်ပြောပြလာခဲ့တာဖြစ်ပါတယ်။တကယ်တော့ဆီလီမီက Sky Villa မှာရောမန္တလေးမြို့မှာပါနေထိုင်နေသူမဟုတ်ပါဘူး။မြစ်ကြီးနားမြို့မှာနေထိုင်နေသူဖြစ်ပါတယ်။ငလင်မလောက်ခင်တည့်ရက်အလိုမှာ match လ29ရက်နေ့မှာမှအကြောင်းကိစ္စတစ်ခုနဲ့မန္တလေးမြို့ကိုရောက်ရှိလာပြီးတော့တငယ်ချင်းဖြစ်သူနေထိုင်တဲ့ Sky Villa ကွန်ဒိုမှာလာရောက်တဲခုခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့နောက်တနေ့မနက်မှာတော့ Sky Villa ကွန်တိုကငလင်ပေးတန်ကြောင့်ပြိုကျပျက်စီးမှုမှာဆစ်ဆရာကောင်းပြီးတော့အနတ်သမီးလေးလိုလှပတဲ့မြမကိုစားပြုအလှမဲ့စီလီမီတယောက်ကွယ်လွန်ဆုံးပါသွားခဲ့တာပဲဖြစ်ပါတယ်။ Sky Villa ကွန်တိုကြီး match လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မြင်းငလင်ကြောင့်ပြိုကျပျက်စီးမှုမှာတော့အလှမဲ့စီလီမီအပါအဝင်လူပေါင်း200ထက်မနည်းတည်ဆုံးနိုင်ကြောင်းကနအူးခန့်မှန်းထားကြတာဖြစ်ပါတယ်။ စကန်ဗီလာကွန်တိုပြောကြားမှုမှာလွတ်မြောက်လာခဲ့တဲ့အလားမဲစီလီမီရဲ့တငယ်ချင်းအဆိုအရတော့သူတို့ကနေ့လယ်12:50မိနစ်အချိန်မှာငင်းငလင်းလှုပ်ခတ်မှုမှာအသက်ရှင်ခဲ့ပါတယ်။ဒါပေမဲ့ငလင်းလှုပ်အပြေးမှာတော့ဓာတ်လေကားနဲ့ရိုးရိုးလေကားတုံးလို့မရတာကြောင့်အခြားအရေးပေါ်လေကားကနေပြေးဆင်းလာကြတာဖြစ်ပါတယ်။ ဒါပေမဲ့တနအီကျော်နောက်ဆက်တွဲမြင်းကလင်းလှုပ်ပြီးတော့အဆောက်အဦပြိုကျသွားချိန်မှာအလမဲစီလီမီကတငယ်ချင်းတွေနဲ့အတူမပါလာတော့ဘဲနဲ့လူချင်းကွဲကအဆောက်အဦပြိုကျတဲ့ထဲကိုပိတ်မိသွားခဲ့တာဖြစ်ပါတယ်။ဒီလိုနဲ့ပဲအလမဲစီလီမီက Sky Villa ကွန်ဒိုပြိုကျမှုထဲမှာပါဝင်သွားတာကိုမြစ်ကြီးနားမှာရှိနေတဲ့မိသားစုဝင်တွေကညအချိန်မှသိရတာဖြစ်ပါတယ်။ ဒီလိုနဲ့လေရင်တွေကားလမ်းတွေငလင်တန်းကြောင့်ပိတ်နေကြတဲ့ကနေအလားမဲ့စီလီမီရဲ့မိဘတွေက ကားငှားပြီးတော့ Sky Villa ကွန်ဒိုပြိုကျမှုရှိကိုရောက်ရှိလာခဲ့ရဖြစ်ပါတယ်။ အစောပိုင်းမှာတော့အလားမဲ့စီလီမီရဲ့မိသားစုဝင်တွေကအလားမဲ့စီလီမီကိုအသက်ရှင်လျက်နဲ့ကဲထုတ်နိုင်လိမ့်မယ်လို့မျှော်လင့်ခဲ့ကြပါတယ်။တချို့သောသူတွေရဲ့အဆိုအရတော့အလားမဲ့စီလီမီကအကားပါကေမှာပိတ်မိခဲ့တာဖြစ်ပြီးစစ်စစ်ကိုကဲပေးကြပါလို့အော်နေခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့အလားမဲ့စီလီမီရဲ့အသက်မဲ့နေရဲ့ရုပ်အလောင်းကိုဧပြီလ၂ရက်နေ့မှာတွေ့ရှိခဲ့ပြီဖြစ်ပါတယ်။ရုပ်အလောင်းအနေအထားရအကွယ်လွန်သွားတာ၃ရက်၄ရက်ရှိနေပြီဖြစ်တာကြောင့်မွေးရဇာတိမြကြီးနာကိုပြန်မတင်နိုင်တော့ပဲ။မန္တလေးမြို့မှာပဲမိသိန်းချိုလိုက်ရတယ် ို့ဆိုပါတယ်။အလားမဲ့စီလီမီရဲ့အကိုဖြစ်သူကတော့ကွန်တိုပြိုကျစဉ်ကလေးကညီမဖြစ်သူကိုကိုယ်တိုင်မရှာရပဲကွန်တိုရှိမှသာစောင့်ဆိုင်းနေရပြီးတော့ကဲဆယ်ရေးပစ္စည်းတွေမလုံလောက်မှုကြောင့်အချိန်မီမကယ်တင်နိုင်တဲ့ပုံမှာစိတ်မကောင်းဖြစ်နေပါတယ်။ လူတွေကတော့ဒီလိုမျိုးအလားမဲ့စီလီမီအပါဝင်လူပေါင်းများစွာတည်ဆုံသွားခဲ့တယ်။ Sky Villa ကွန်ဒိုပြိုချမှုမှာတည်ဆောက်တဲ့အဖွဲနဲ့ရောင်းချတဲ့အဖွဲတွေကွန်ဒိုပိုင်ရှင်တွေကိုအပြစ်တင်ပါတယ်။ Sky Villa ကွန်ဒိုကမန္တလေးမြို့လယ်ကောင်မှာတည်ရှိရဖြစ်ပြီး shopping mall ကြီးတွေ၊ hotel တွေ၊ကွန်ဒိုတိုက်ခန်းတွေ၊ရေကူးကန်တွေ၊ gym တွေပါဝင်တဲ့အဆင့်မြင့်အင်အားစီမံကိန်းဖြစ်ပြီးတော့အထက်ဆနှစ်ထပ်ရှိပါတယ်။ Sky Villa ကွန်ဒိုကိုစတင်ရောင်းချခြင်းခါမှာတော့မြင်းငလင်ပြင်းအား၈ Richter scale ကိုခန်းနိုင်ရှိကြောင်းပြောပြီးတော့ရောင်းချခဲ့ရပါ ။ဒါပေမဲ့အခုချိန်မှာတော့ပြိုကျပြက်စီးသွားခဲ့ပါပြီ။ပရိသတ်တွေကရောအလားမဲ့စီလီမီကွယ်လွန်သွားတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုပြောသွားခဲ့ပါအောင်ရှင်။အဆုံးတကြိရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။